မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖက်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်လိုအပ်မယ်ဆိုရင်သင်ယူလေ့လာနိုင်ပါလိမ့်ရှင်ဒီနေ့တော့ဓတ္တမတန်မြန်မာသားဖက်စာမှာပါဝင်တဲ့ဒရာအသုံးအနှုံမှန်ကန်ခြင်းဆိုတဲ့အခန်းထဲကနေပြီးတော့ယင် ဆက်လက်ပြီးကြန့်ရှိနေတဲ့သရအုံနှုံးလေးတွေကိုတင်ပေးသွားမှာဖြစ်ပါတယ်။မြန်မာစာကိုစနစ်တကျရေးတတ်ပြီးတော့စနစ်တကျပြောတတ်ဖို့ရန်မှာသရအထအသူမှန်ကန်ရေးကအဓိကကျလာတာဖြစ်ပါတယ်။အများအားဖြင့်မှားသုံးမိတတ်တဲ့သရစကလုံးလေးတွေကတော့ကနှင့်မှားကိုနှင့်အားတို့များတွေနှင်းဖြင့်အနေ ဒီနှစ်မှဖြစ်စေဖြစ်စေသို့မဟုတ်တော်၎င်းတော်၎င်းဤသူကဲသို့စသောဟုတ်သောနော်နောက်မြမဆို၌လျက်ကစတဲ့ဇကနုံဇကလုံးအတော့အနှုံးလေးတွေပဲဖြစ်ပါတယ်အစပထမနေ့တွေမှာတော့ကနှစ်မှဆိုပြီးတော့ရင် လေးကိုသင်ပေးခဲ့တာဖြစ်ပြီးတော့ဒီနေ့တော့ဆက်လက်ပြီးတော့အ нэт နဲ့တွင် ဆိုပြီးတော့ရင်တရာအုံနှုံးလေးကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အ нэт နဲ့တွင် ဆိုတာဘာလဲဆိုတော့အ нэт နဲ့တွင်ဆိုတဲ့စကားလုံးဟာအစုအပါကနေပြီးတော့ရင်ဒစိတ်တစ်ပိုင်းကို ခွဲထုတ်ပြတဲ့စကားလုံးတရာစကားလုံးလေးဖြစ်ပါတယ်အစုအပေါင်း ဒေတဲကနေပြီးတော့ယင်ဒစိတ်တပိုင်းကိုခွဲထုတ်ပြတဲ့တရာစကလုံးလေးဖြစ်ပါတယ်ဒီအနက်နဲ့တွင်မှာတော့ဒီအနက်နဲ့တွင်ကိုတွဲပြီးတော့ရေးလို့เนาะတွဲပြီးတော့သုံးလို့မရဘူးသုံးလို့ရှိရင်ဒီတရာအသုံးနှုန်းဟာမှားနေတာဖြစ်ပါတယ်တာရကအနေနဲ့ကြည့်ရအောင်မောင်မောင်သည်ចောင်းသားများအ낵တွင်အတော်ဆုံးဖြစ်သည်တဲ့ ကဲဒီမှာအနက်တွင် ဆိုပြီးတော့ရင်သူက တွက်ပြီးတော့ရေးထားတယ်တော့ဒီရေးထားတဲ့တရာအသုံးအနှုံးကမှားတဲ့အသုံးအနှုံးဖြစ်ပါတယ်ကဲဒါဆိုရင်မှန်ကန်တဲ့အသုံးအနှုံးလေးကိုကြည့်ရအောင်မောင်မောင်သည်ចောင်းသားမြအနေအတော်ဆုံးဖြစ်သည်ဒီလိုရေးမှ မှန်မှာဖြစ်ပါတယ်မောင်မောင်ကចောင်းသားတွေအများကြီးအနေထဲကမှအတော်ဆုံးဖြစ်တယ်သူက ဒီအစုအပေါင်းအားလုံးတဲကမှဒစိတ်တစ်ပိုင်းကိုခွဲထုတ်ထားတာဖြစ်ပါတယ်เนาะအ내ဆိုတဲ့အသုံးလုံးမောင်းမောင်းဒစိတ်တစ်ပိုင်းကိုခွဲထုတ်ထားတာဖြစ်ပါတယ်ကြောင်းသားများဆိုတဲ့ဒစုတစ်ပိုင်းတဲကနေပြီးတော့ရင်မောင်မောင်ဆိုတဲ့ဒစိတ်တစ်ပိုင်းကိုခွဲထုတ်ထားတဲ့အသုံးအနှုံဖြစ်ပါတယ်။မောင်မောင်သည်ចောင်းသားများအ내အတော်ဆုံးဖြစ်သည်။ကဲဒါဆိုရင် twin ဆိုတဲ့အသုံးလေးကိုတစ်ချက်လောက်ကြည့်အောင်။မောင်မောင်သည် ကျောင်းသားများတွင်အတော်ဆုံးဖြစ်သည်ဒါလေးကလည်းเนาะဒီတွင်လေးကလည်းဒီတိုင်းပဲเนาะအစုအပေါင်းဖြစ်တဲ့ကျောင်းသားများတွင်เนาะအဲ့ထဲကမှဒစိတ်တစ်ပိုင်းမောင်မောင်ဆိုတဲ့ဒစိတ်တစ်ပိုင်းကိုခွဲထုတ်ပေးထားတဲ့စကလုံးလေးဖြစ်ပါတယ်မောင်မောင်သည်ကျောင်းသားများတွင်အတော်ဆုံးဖြစ်သည် ပထမစာအကြောင်းကြည့်ရအောင်မောင်မောင်သည်ចောင်းသားများအ ਨੇ အတော်ဆုံးဖြစ်သည်မောင်မောင်သည်ចောင်းသားများအ ਨੇ တွင် အတော်ဆုံးဖြစ်သည်ဒီလို မရေးရပါဘူးဒီလိုရေးတဲ့တာတကဟာမှားတယ်နော်တာတကားဖြစ်ပါတယ်ဒီလိုအနက်တွင် ဆိုပြီးတော့တွဲပြီးတော့မရေးရပါဘူးကဲနောက်ထပ် ဒီနှစ်မှာဆိုတော့အသုံးလေးကိုကြည့်ရအောင်ဒီဒီဆိုတော့เนาะတရာအသုံးနဲ့မှားဆိုတော့เนาะအသုံးလေးက तू ကကတာကတာနောက်ဆက်ကတာနောက်ဆက်အသုံးလေးဖြစ်ပါတယ်ကတာနောက်ဆက်အသုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်မှားဆိုတော့စကတရာအသုံးအနှုံးကိုသုံးမယ်ဆိုလို့ရှိရင်တရာအထအသူမှန်ကန်အားမှာဖြစ်ပါတယ်ဒီဟာเนาะ ရှေ့ကတားရဲ့နောက်မှာ လိုက်ပြီးတော့မှားဆိုတာကတော့နောက်ကတားရဲ့နောက်မှာ လိုက်မှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီနဲ့မှားဆိုတာကတော့ပြန်ပြောရရင်ဒီနဲ့မှားဆိုတာကတားနောက်ဆက်တွေဖြစ်ပါတယ်။ဒီဆိုတာရှေ့ကတားရဲ့နောက်မှာလိုက်ပြီးတော့မှားဆိုတာနောက်ကတားရဲ့နောက်မှာလိုက်ပြီးတော့သုံးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တာရကလေးအနေနဲ့ကြည့်ရအောင်။ မောင်မောင်သည်စာတော်၍မမမှအာကစားထူးကြုံသည်ကဲဒီအသုံးလေးကြည့်အောင်မောင်မောင်သည်စာတော်၍မမမှအာကစားထူးကြုံသည်ကဲဒါဆိုရင်ဒီဆိုတာရှေ့ကတ္တရဲ့နောက်မှာ လိုက်ပြီးတော့မှားဆိုတာနောက်ကတ္တရဲ့နောက်မှာလိုက်တယ် ဒီဆိုတဲ့အသုံးနှုံးလေးကတော့တာမန်အသုံးနှုံးလေးဖြစ်ပြီးတော့မှားဆိုတဲ့အသုံးနှုံးလေးကတော့ရှစ်ကတားနဲ့နောက်ကတားကိုနော်ခွဲခြားပြီးတော့ပေါ်ပြထားတဲ့အသုံးနှုံးဖြစ်တယ်ကတားကိုနားလည်မယ်လို့ထင်တယ်နောက်တစ်ချောင်းကြည့်အောင်မောင်မောင်မှားစာတော်၍မမသည်အာကစားထူးကြုံသည် ကဲဒီအသုံးအနှုန်းလေးကိုကြည့်အောင်မောင်းမောင်းမှမောင်းမောင်းဆိုတာရှေ့ကတ္တာမှားဆိုတာနော်ပထမဆုံးမှာပြောပြထားတယ်မှားဆိုတာနောက်ကတ္တာရဲ့နောက်ကိုလိုက်ရမယ်ဒီဆိုတာရှေ့ကတ္တာရဲ့နောက်မှာလိုက်ရမယ်ဒီစာကြောင်းလေးမှာတော့မောင်မောင်မှားဆိုပြီးတော့ရင်ဒီမှားဆိုတဲ့အသုံးဟာရှေ့ကတ္တရဲ့နောက်မှာလိုက်နေတာတွေ့ရတယ်။နောက်တစ်ခုကစာတော်၍မမသည်ဆိုပြီးတော့ရင် ဒီဒီဆိုတဲ့အသုံးလေးရတော့နောက်ကတရဲ့နောက်မှာလိုက်နေတယ်ဒီဒုတိယဝက်ကြောက်ကိုကြည့်မယ်ဆိုရင်နော်မှားဆိုတဲ့အသုံးအနှုံးနဲ့ဒီဆိုတဲ့အသုံးနှုံးဟာတရာအထအသူမှားနေတာကိုတွေ့ရပါတယ်ဒီဒုတိယရဲ့ဝက်ကြလိုပုံစံမျိုး နဲ့သုံးမယ်ဆိုရင်ဒါတရားမှားရင်းနေတဲ့စာကြောင်းဖြစ်ပါတယ်။ကဲဒါဆိုရင်အချင်းချုပ်ပြန်ပြောမယ်ဆိုရင်ဒီနဲ့မှားဆိုတာကတ္တနောက်ဆက်တွေဖြစ်တယ်။ဒီဆိုတာဝကြတကြောင်းမှာပထမဝကြပထမဝကြရဲ့ပထမဝကြတကြောင်းမှာ ပထမ ကတ္တရဲ့နောက်မှာဒီကိုလိုက်ပြီးတော့ဒုတိယကတ္တရဲ့နောက်မှာမှားလိုက်မှာဖြစ်ပါတယ်။ကဲဒါဆိုရင်နော်ဒီ ဥပမာတာရကလေးကြည့်အောင်မောင်မောင်သည် စာတော်၍မမမှအာကစားထူးကြုံသည်ဒါမှန်ကန်နဲ့နော်ဒါရာအသုံးနှုံးလေးဖြစ်ပါတယ်ဒီဆိုတာပထမနော်ကတ္တရဲ့နောက်မှာ လိုက်ပြီးတော့မှားဆိုတာဒုတိယကတ္တရဲ့နောက်မှာ လိုက်တယ်ကဲဒါဆိုရင်ဒီဆိုတာကတော့ပုံမှန်တာမန်အနေနဲ့ဖော်ပြထားပြီးတော့ မှားဆိုတာရှေ့ကတားနဲ့နောက်ကတားကို ခွဲခြားပြီးတော့ပေါ်ပြထားတဲ့အသုံးအနှုန်းလေးဖြစ်တယ်ကဲဒုတိယဝကြသာဒကာလေးကိုကြည့်အောင် မောင်မောင်မှားစတော်၍မမသည်အာကစားထူးကြွန်သည်ဒါတော့မှားရင်းနေတဲ့တရာအသုံးနှုံးလေးကိုတွေ့ရမှာဖြစ်ပါတယ်ပထမကတ္တရဲ့နောက်မှာမှားကိုထည့်ပြီးတော့ဒုတိယကတ္တရဲ့နောက်မှာဒီကိုထည့်ထားတယ်ဒီလိုသုံးထားရင်ဒီ အသုံးနှုံဝက်ကြအသုံးနှုံသည်မှားရင်းနဲ့အသုံးနှုံဖြစ်ပါတယ်ကဲအခုပြောပြခဲ့တာတော့ဒသမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့တရားအသုံးနှုံးမှန်ကန်ခြင်းဆိုတဲ့အခန်းထဲကနေပြီးတော့ယင်ဒီနေ့မှတွက်သုံးရမယ့်အသုံးနဲ့အနက်နဲ့တွင်းဆိုပြီးတော့ယင်သုံးရမယ့်အသုံးလေးကိုပြောပြခဲ့တာဖြစ်ပါလိမ့်ရှင် နားလည်နိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်